ဟုတ်ကဲ့ပါဆရာမအရင်ဆုံးမေးချင်တာပေါ့နော်။အော်လက်ရှိမှာမြန်မာနိုင်ငံမှာဒီစစ်တပ်အာဏာမသိခင်ကလည်းစစ်ရှာကိုစခန်းနေရှိခဲ့ဘူးတယ်ပေါ့နော်။ဒါနှစ်ပေါင်းများစွာကြာခဲ့ပြီပေါ့။လေကြောင်းတိုက်ခိုက်မှုတွေကြုံရတယ်သူတို့ဒီမြေပြင်ကတိုက်ခိုက်မှုတွေကြုံရတယ်။အဲ့တော့သူတို့ရဲ့စိတ်ခံစားချက်တွေကဟိုဘလို့ချင်းနေမှာရှိနေလဲပေါ့နော်။လက်ရှိချိန်မှာသူတို့ကတော်တော်လေးကိုဒါစစ်ရှောင်းလာတော်တော်လေးကိုကြာလာပြီဆိုတဲ့ခါကျတော့ဗောနော်ဒီတို့ရဲ့စိတ်ခံစားချက်လေးကိုရင်ဆုံးပြပြပေးပါအောင်ရှင့်အဲ့တော့ဒါကတော့ကျမတို့ ဘေးအန္တရာယ်ပေါ့နော်ဘေးအန္တရာယ် crisis ဆိုတဲ့အထဲမှာပါတာပေါ့လေစစ်ဘေးလူလုတဲ့ဘေးအန္တရာယ်တဘာဝဘေးအန္တရာယ်တွေဒီထဲမှာတော့အားလုံးအကျုံးဝင်တာပေါ့နော်အဲ့တော့စစ်ပွဲတွေ ထိတ်လန့်စရာကောင်းတဲ့စိတ်ဖိစီးစရာကောင်းတဲ့ဖြစ်ရမျိုးတွေကြုံကြရတဲ့အခါမှာကျမတို့လူတွေမှာတွေ့ရလေရှိတဲ့ဒီအကြောင်းအရာလေးတွေကကြတော့အပိုင်းလေးတွေခွဲပြီးတော့မှဟိုပြောရမယ်ပေါ့နော်အဲ့တော့ပထမဦးဆုံးကတော့စိတ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ကြောက်ရွံ့တာတွေဝမ်းနည်းတာတွေ နောက်စိတ်တူတာဒေါသဖြစ်တာစိတ်ပြက်လက်ပြက်ဖြစ်တာမျိုးတွေပေါ့နော်နောက်စိုးရင်စိတ်အလွန်မင်းစိုးရင်စိတ်ဖြစ်တာမျိုးတွေဖြစ်တတ်ကြတယ်စိတ်ပြည့်စုံမှုအရင်မြင့်လာပြီးမြင့်နေတယ်ဆိုလို့ရှိရင်တခြားသူတွေနဲ့ပေါင်းသင်းဆက်ဆံရေးပိုင်းမှာလည်းအဆင်မပြေဖြစ်တာမျိုးလေးတွေကိုယ်ရဲ့မိသားစုဝင်တွေတငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေပေါ့နော်ဒါဒီပုံမှာလဲကျွန်တော်လှုပ်ဖို့ဂိုင်ဘက်တွေစဖြစ်ပေါ့ဒီပုံမှာလဲပေါင်းသစ်ဆက်မှုပိုင်းဆိုင်ရာမှာအခက်အခဲဖြစ်တာမျိုးတွေရှိတယ်တခါလေကြာရင်တို့လောလောဆယ်မှာအာမလေးရင်မလာဘူးเนาะသမဟုတ်စစ်ပွဲမရှိတဲ့အချိန်လေးပေါ့နော်အချိန်ကာလတစ်ခုရောက်နေတယ်ဆိုရင်တော့မှပဲလူကအမြဲတမ်း alert ဖြစ်နေတယ်လို့ပြောစိတ်ပိုင်းဆိုင်ရာမှာဆိုရင်ပူပန်စိတ်ကြောင့်မလို့လုံခြုံတဲ့နေရာရောက်နေရင်တော့ မှပဲကျွန်တော်တို့မလုံခြုံဘူးလို့ခံစားရတာမျိုးတွေပေါ့နော်ဒါတွေကဟိုလူတော်များများမှဖြစ်လေးရှိပါတယ်အမျိုးသမီးကြီးပဲတော့လည်းမဟုတ်ဘူးပေါ့နော်အမျိုးသားတွေလည်းဒီလိုပဲကြုံရလေးရှိတယ်အဲ့တော့အမျိုးသမီးတွေမှာဆိုလို့ရှိရင်တော့အာဒီယုံကြည်မှုအားဖြင့်ဆိုလို့ရှိရင်ပို့ပြီးတော့မှယော်နေလာတာတို့ဘာလို့ဒါတွေလည်းကြုံရနိုင်ပါတယ်နောက်တစ်ခုကအစားတောက်အာစားတောက်တဲ့ပုံစံကြီးပြောင်းလဲတာပေါ့နော်ဒီပုံမှာအစားတောက်ပြတ်တာမစားနိုင်တာအိတ်အိတ်ပြော်ဖို့အတွက်ခက်ခဲတာအိတ်မဆိုးရိမ်မှတ်တာစဖြစ်ပေါ့ဒီလိုစိတ်ထိတ်လန့် စီတဲ့ထိတ်လန့်စီတဲ့အကြောင်းအရာတွေကိုမကြာခဏခေါင်းထဲမှာတွေးတောမိနေတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီလိုအခြေအနေမှာကတော့ကျမတို့ကိုယ့်ကိုဟိုလုံခြုံမှုကတော့အဓိကအရေးကြီးတာပေါ့နော်လုံခြုံမှုဟိုပဲအမြဲတမ်းခေါင်းထဲမှာစဉ်းစားနေမိတာမျိုးတွေရှိနိုင်တယ်ကိုယ့်အတွက်ဒီနေရာမှာနည်းနည်းလုံခြုံနေတယ်ဆိုရင်တော့မှပဲမလုံခြုံဘူးလို့ခံစားရတာမျိုးကတော့တော်တော်များများမှာဖြစ်လိမ့်ဖြစ်တာရှိတယ်ဒါဆိုရင်စိတ်ကြောက်လန့်စိတ်တွေပေါ့လေဟုတ်ကဲ့ ဟုတ်ကဲ့ပါဆရာမဒီလိုမျိုးဒီစစ်ပေးရှောင်းကာလာကြလာနဲ့မြဒီလိုမျိုးသမီးတွေရောဘယ်လိုမျိုးပြုမှုနေထိုင်သင့်လဲဆိုတာလေးလည်းပြပြပေးပါအောင်ရှင်ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုရင်တော့ကျမတို့ကဟိုကိုယ့်အတွက် လုံခြုံမှုရှိတဲ့နေရာကဟိုအလုံးဝကြီးလုံခြုံမှုရှိဖို့ကတော့မလိုပဲဘူးပေါ့နော်တိုးတော်လည်းပဲအဲ့တော့ဘယ်ချိန်ဘယ်နေရာကကိုယ့်အတွက်လုံခြုံမှုပေးနိုင်တယ်လဲဆိုတဲ့ဟာကိုပထမအဆင့်ကတော့ အရေးကြီးတာပေါ့နော်ကျွန်တော်တို့ရှာဖွေဖို့နောက်တစ်ခုကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှကိုကစကားပြောဖို့လိုလာတယ်ဆိုလို့ရှိရင်အခြေဆက်လုပ်ဖို့အဆက်အသွယ်ပေါ့နော်အဆက်အသွယ်လုပ်ဖို့ရာအတွက်အခြေဆက်မှုလေးတွေလုပ်ဖို့ရာအတွက်အရေးကြီးတယ်အဲ့တော့ကိုတယောက်တည်းမဟုတ်ဘူးဒီခက်ခဲတွေကိုဝိုင်းဝန်းပြီးတော့မှအာဒီစာနာပေးမဲ့ပေါ့နော်ကူညီပေးမဲ့သူတွေရှိနေတယ်ဆိုတဲ့ဟာလေးကတော့ပထမဆုံးကျွန်တော်တို့အခေါင်းထဲမှာတည်ထားဖို့လိုပါတယ်အဲ့ဒီလိုပဲတကူရဲ့တကူရေးတကာရဆိုလို့ရှိရင်တော့ကျွန်တော်တို့ ါကိုပုံမှန်ကိုရောက်နေတဲ့နေရာမှာကိုရှိနေတဲ့နေရာမှာပေါ့နော်ကိုရဲ့ daily routine လေးကိုပုံမှန်နေ့စဉ်လုပ်ဆောင်တဲ့ကိစ္စလေးတွေကိုမပြတ်မယွင်းအဲလုပ်ဖို့ရအတွက်ထိန်းသိမ်းထားဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့အစားအသောက်ပုံမှန်စားပေးဖို့ပေါ့ ။နောက်ကိုလက်လှုပ်ရှားမှုလေးတွေလေ့ကျင့်ခန်း heavy လောက်တာမဟုတ်ဘူးဆိုရင်တော့မှပဲကျွန်တော်တို့ adjo short လေ့ကျင့်ခန်းလို့ပေါ့နော်ကိုလက်လှုပ်ရှားမှုလေးတွေများများလှုပ်ဆောင်ပေးဖို့လိုအပ်တယ်။ပြီးတော့ကိုယ့်အတွက်စိတ်ပျော်စေမယ်စိတ်သက်သာရာရစေမယ်ဒီအချိန်မှာတော့ပျော်ရဲဆိုတော့အသိမရှိလောက်ပေါ့နော်တော်တော်လည်းပဲစိတ်ဖိစီးမှုကိုတက်တာစေမယ်စိတ်သက်သာရာရစေမယ်လှုပ်ဆောင်မှုလေးတွေဘာလေးတွေရှိလဲဆိုတော့အခွဲခြားပြီးတော့မှကျွန်တော်တို့သိမြင်ပြီးဒါလေးတွေကိုလည်းလှုပ်ဆောင်ပေးဖို့လိုအပ်တယ်။အဲ့တော့ကျွန်တော်တို့ကခန္ဓာကိုယ်ရောစိတ်ရောကျန်းမာနေမှဒီဘေးရနေရာတွေကြားထဲမှာစစ်ဘေးပဲဖြစ်ဖြစ် ပါဝါပြီးပဲဖြစ်ပေါ့နော်ဘေးရနေရာကြီးချားထဲမှာဟိုကိုယ့်ကိုဒီခန္ဓာကြီးအားကိုပြန်ပြီးတော့မှတိဆောက်နိုင်မှာဖြစ်တယ်ဒါမှလည်းကိုယ့်ရဲ့ဘေးနားမှာရှိနေတဲ့တခြားသူတွေကိုပြန်ပြီးတော့မှအကူအညီပေးနိုင်မှာဖြစ်တယ်ပေါ့နော်အရင်တုန်းကဟိုကိုယ်ခက်ခဲတဲ့အခြေအနေတွေဘာတွေကိုကြော်ဖြတ်ခဲ့တယ်လဲ ဘလို့နီးလန်းတွေနဲ့ကြော်ဖြတ်ခဲ့တယ်လဲเนาะအဲ့ဒီအဲ့ဒီနီးလန်းတွေကိုအခုပြန်ပြီးတော့မှအသုံးပြုလို့ရနိုင်သလားပေါ့လေเนาะဒီလိုမျိုးခက်ခဲတဲ့ကာလတော့အတွက်မှာကိုယ့်ကိုယ်ကိုခန္ဓာရတည်ဆောက်အောင်လုပ်နိုင်တဲ့နီးလန်းတွေဘာတွေရှိတယ်လဲကိုယ့်ကိုယ်ပြန်ပြီးအားယူနိုင်မဲ့ခွန်အားပေးနိုင်တဲ့စကားမျိုးလေးတွေခေါင်းထဲမှာပြောပြတာသို့မဟုတ်အတန်ထွက်ပြီးတော့ပြောပြတာဒါလေးတွေလည်းလုပ်ပြလို့ရပါတယ် ဟုတ်ကဲ့ပါဆရာမဟိုဒီနောက်ဆုံးအနေနဲ့ပေါ့နော်ဒီစေဘေးနဲ့ပတ်သက်ပြီးတော့စေဘေးရှောင်နေရတဲ့အမျိုးသမီးတွေကိုဗာများဆရာမအနေနဲ့မဆိတ်ပေးချင်တာရှိလဲရှင်အဲဆိုတော့ပထမဦးဆုံးဆင်းရတော့ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုကျမတို့တည်ငြိမ်မှုရအောင်ပေါ့နော်စူးစမ်းဖို့လိုပါတယ်လို့ဆိုတော့ဒီအချိန်မှာ ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုတည်ငြိမ်အောင်လုပ်ပေးနိုင်တဲ့နီးလန်းလေးတွေကိုတင်ယူလေ့လာပေးဖို့ပေါ့နော်စိတ်ဖြည့်ဆည်းမှုဖြည့်လျှော့နိုင်တဲ့နီးနာလေးတွေကိုတင်ယူလေ့လာပေးဖို့အရေးကြီးတယ်ဥပမာအဖြစ်ဆိုရင်ကျမတို့လုံနိုင်နာလေးတွေရှိတယ်နော်9မိနစ်10မိနစ်လောက်အရင်စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုတွေများလာပြီเนาะဆိုရင်ဘူပန်စိတ်တွေမြင့်တက်လာပြီဆိုရင်အဲ့လိုအချိန်မှာလုံနိုင်တာကကျွန်တော်နှာခေါင်းကနေလေကိုဝဝရှူလိုက်မယ်ပြီးရင်ဗစက်ကနေလေကိုပြန်ပြီးတော့ပြန်ရှူထုတ်မယ်စဖြစ်ပေါ့เนาะဒီအသက်ဝဝရှူတဲ့လေကျင်ညာလေးတွေလုံးလို့ရတယ်ပြီးရင်နောက်တစ်ခုကကိုယ့်ရဲ့ဟိုစိတ်ကိုလက်ရှိကာလမှာ ထားဖို့ပေါ့နော်တို့အနာဖြစ်မယ်ဆိုတဲ့ခါကိုတွေးနေမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့စိတ်ကိုထိခိုက်တာတွေပို့ပြီးတော့မှများလာနိုင်တယ်အဲဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်ကိုလက်ရှိကာလမှာနေကြည့်ပါဆိုတော့ကိုယ့်ရဲ့အာရုံခံစားမှုပေါ့နော်ဥမာမြင်တယ်အရာဝတ္ထုတစ်ခုခုကိုမြင်တယ်ဆိုရင်လည်းကျွန်တော်တို့မြင်တဲ့အတိုင်းအာဘာလို့မြင်တယ်လဲဆိုတဲ့ဟာပေါ်မှာခဏလောက်အာယုံဆူဆိုက်ပြီးတော့ကြည်တာကြားတာဆိုလဲကြားတဲ့ဟာပေါ်မှာအာယုံဆူဆိုက်ကြည်တာတခုခုကိုထိတွေ့ကြင်တွေ့ကြည်တာမျိုးပေါ့နော်ဒါမျိုးလေးတွေအာယုံ၅ပါးလေးကျင်ရလို့မျိုးလေးတွေလုတ်ပေးနိုင်တယ် ပြီးရင်ကိုယ့်ရဲ့ကြံ့ခိုင်မှုကိုဒီ resilient လို့ခေါ်တဲ့ကိုယ့်ရဲ့ခံနိုင်ရည်စွမ်းကိုတိဆောက်ဖို့အရေးကြီးတယ်ပေါ့နော်အဲ့တော့ဒီခက်ခဲတွေကိုကိုဘယ်လိုကြော်ဖြတ်နိုင်နိုင်မလဲเนาะဒီခက်ခဲတွေမဖြစ်ခဲ့စဉ်တုန်းကရောကိုဘယ်လိုမျိုးအခက်ခဲတွေကိုကောင်းကောင်းကြော်ဖြတ်နိုင်ခဲ့တာရှိတယ်လဲအခုရောကိုဘယ်လိုကြော်ဖြတ်နိုင်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဟို စဉ်းစားဖို့ပေါ့နော်ဒါဒါကိုကိုမကြော်ဖြတ်နိုင်တော့ဘူးလို့တွေးမဲ့အစားဒီအချိန်ဒီမှာပဲကိုစလုံနိုင်တာပါရှိလေကိုကြော်ဖြတ်နိုင်တာကဘာလဲဘလို့နီလန်းတွေရှိမလဲဘလို့အကူအညီတွေအာယူရမလဲဆိုတဲ့အပိုင်းကိုနည်းနည်းစဉ်းစားပေးဖို့ရည်ကြီးပါတယ်အဲ့လိုဒါလေးကတော့ဟိုကျမအနေနဲ့ဟိုတိုက်တွန်းချင်တာလေးပေါ့နော်ဟုတ်ကဲ့